အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရမနေ့မနေ့ကင်းသတင်းလေးပြန်လေးကြိုလိုက်ပါအဲ့တော့မနေ့ကင်းမှာသတင်းတွေမပြောရတာကြာပြီတောက်လျှောက်ရောတည်ကြတဲ့အချိန်မှာဒါကျွန်တော်ပွဲပြီးတွေပဲများတာပေါ့နော်ပွဲပြီးသုံးသက်ချက်တွေပဲများတာအဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့မနီညာကနေပြီးတော့ဒါ Manchester United နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ Fabrizio Romano ကတရင်းကောင်း၃ခုလောက်ကိုပြစ်ချပလိုက်တယ်ဗောနော်ဒါသူတို့ကနေ Facebook မှာတော့မကြည့်နဲ့ Facebook မှာတော့ကြည့်မယ်ဆိုရင်တော့ဒါထိုးရနိုင်ဘာမှသိပြီးတိတိကျတွေ့ရမဘူးဒါလက်ရှိမှာတကယ် Fabrizio Romano နဲ့ခုနောက်ပိုင်းပြဿနာက Fabrizio Romano ကကျွန်တော်ထင်တယ် Facebook မှာကသူ့အနေနဲ့ဟို bonus ရလို့ထင်တယ်သူ တော်တော်လေးကိုပေါက်ကြရတယ်တင်တယ်ဗောနော်ပေါက်ကြရတယ်တင်တဲ့ကြောင့်မဒါတော်တော်လေးကိုယုံဝခတ်သွားအဲ့တော့လက်ရှိမှာတကယ်တမ်း Fabrizio Romano နဲ့ပတ်သက်ပြီးတကယ်ကိုတီးရရတကယ်ကိုရေယုံကြည်ကြည်နဲ့ဒါကျွန်တော်တို့ကြည့်ကျင်နေဆိုရင်တော့ဒါကျွန်တော် Twitter မှာသွားပြီးတော့ဖတ်တာတော်တော်လေးကိုကောင်းလိမ့်မယ်အဲ့တော့လက်ရှိမှာဒါ Fabrizio Romano နဲ့ Manchester United တည်တင်း၃ခုနဲ့ပတ်သက်ပြီးလက်ရှိမှာဒါ drop တစ်ခုလုပ်ခဲ့တယ်ပထမဆုံးဥစ္စာကလက်ရှိမှာဒါ Manchester United အသင်းနေနဲ့ဒါကျွန်တော်တို့ မက်သျူးစ်ခွန်ဟာကိုမကြခင်မှာ here we go ဖြစ်တော့မင်းဆိုပြီးသူကတော့ comment ထားတယ်။လက်ရှိမှာဒါသူ့ရဲ့ဒါကျွန်တော် YouTube channel မှာသူကပြောဆိုခဲ့တာဖြစ်တယ်။မကြခင်မှာဒါကျွန်တော်တို့ Manchester United အသင်းနဲ့ဒါကျွန်တော်မက်သျူးစ်ခွန်ဟာတို့ကဒါအပြောင်းအရွှေ့မှာတရားဝင်သဘောတူညီမှုရပြီးတော့ဒါ here we go ကိုလည်းဒါကျွန်တော်မကြခင်မှာမြင်တွေ့ရဖို့ရှိတယ်။အဲ့ဒါဒီနှစ်မှာဒါပထမအောင်ဆုံး Manchester United ရဲ့ ခေါ်ယူမှုတစ်ခုက David Austin ကဒါကျွန်တော် Fabio Romano ပြောပုံရဆိုရင်တော့ Matthews Corner ဖြစ်လာဖို့များတယ်ဒီအပြောင်းအလဲမှာအဓိကအခေယာကြခဲ့တာကကစားသမားပါပဲကစားသမားကိုယ်တိုင်ကဒါကျွန်တော် Manchester United အသင်းကိုလူလူချင်းချင်းပြောင်းရွှေ့ခြင်းနဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့ကဖြစ်လာတယ်လို့ဆိုလို့ရမယ်တော့ပါတယ် Who အသင်းကအစကတည်းကဒီကစားသမားကို DRD ပြီးရင်ထိန်းနိုင်တော့မယ်မဟုတ်ဘူးဆိုတော့သူတို့ကိုသူတို့ထိန်းထားပြီးတော့ train ထွက်ထားပြီးသားဖြစ်တယ်ဒါကြောင့်မို့သူတို့အနေနဲ့ဒီအပြောင်းရွှေ့ကနေရရင်တော့ယူသွားဖို့အတွက်ဒါကျွန်တော် Who အသင်းကလည်းပြင်ဆင်နေတယ်ဦးဖသိန်းကဒီအပြောင်းရွှေ့ကနေပြီးတော့62.5အသံစာချုပ်ဖြတ်သိမ်းကြည့်ရ ရမယ်အပြင်ကိုဒါ Manchester United သင်ကလက်ရှိမှာ installment နဲ့လုပ်ဖို့ဖြစ်တဲ့အတွက်ကြောင့်မို့3သန်းနဲ့5သန်းလောက်ပို့ပြီးတော့ရသွားဖို့ရှိတယ်ဆိုတဲ့သတင်းလေးလေးဒါကျွန်တော်ဖတ်ရမယ်တဲ့ပါပါတယ်ပါအဲ့တော့လက်ရှိမှာ Manchester United အသင်းရဲ့ဒီတပည့်ဒါတော့ဆိုဒီ လက်ရှိအပြောင်းအရွှေ့ရပထမဆုံးကြီးဝီကမက်သျူးစ်ကော်နာဖြစ်ဖို့များပါပြီ။ဒါပေမဲ့တချို့ကဆိုရင်ကြာမက်သျူးစ်ကော်နာတခြားအသင်းတွေများဒါကြောင့်စိတ်ဝင်စားတခြားအသင်းတွေကလည်းလက်ရှိမှာမက်သျူးစ်ကော်နာကိုစိတ်ဝင်စားတယ်။သူ့ရဲ့စာချုပ်ဖြတ်သိမ်းကြီးကလည်းအဲ့လောက်ကြီးဈေးမကြီးရတဲ့ကြောင့်မို့တခြားအသင်းတွေနဲ့မက်သျူးစ်ကော်နာကိုဝယ်ယူဖို့အတွက်ဒါကြောင့်တော်တော်လေးကိုစဉ်းစားကြတဲ့အသင်းတွေရှိတယ်။ဒါပေမဲ့ကစားသမားကိုယ်တိုင်ကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပြိတ္တဖြစ်နေတာဒါကြောင့်ကစားသမားကိုယ်တိုင်ကမန်ချက်စတာယူနိုက်တက်အသင်းမှာမန်ချက်စတာယူနိုက်တက်အသင်းဖြစ်နေတာဒါကြောင့်ဒီလိုမျိုးအကြောင်းပေါင်းများစွာနဲ့အတူဒါမန်ချက်စတာယူနိုက်တက်အသင်း ်ကိုပဲကစားသမားကရွေးချယ်မှုတွေပြင်ဆင်လာခဲ့တယ်။ ကောလာဟာလာရီယာကူလက်ရှိမှာကစားသမားနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ကအပုတ်ကိုရရဲ့သဘောတူညီမှုအတွက်အချိန်ဒီကောင်းပြီးတော့ဒီလကိုမနိုင်ခင်ကစားသမားနဲ့ပုတ်ကိုရရဲ့သဘောတူညီမှုရဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းနဲ့မျှော်လင့်တယ်။အဲဒီလကိုမတိုင်ခင်မှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားသမားနဲ့ပုတ်ကိုရရဲ့သဘောတူညီမှုရမယ်ဆိုရင်တော့ဟူးဖ်အသင်းနဲ့တရားဝင်စတင်ပြီးဆွေးနွေးဖို့ရှိတယ်။ဟူးဖ်အသင်းကလည်းရှိမှာစာချုပ်ဖြတ်သိမ်းကြီးမန်ချက်စတာယူနိုက်တက်ပေးမယ်ဆိုတာယုံကြည်ထားတယ်။ဒါပေမဲ့ဒီစာချုပ်ဖြတ်သိမ်းကြီးကိုမန်ချက်စတာယူနိုက်တက်အသင်းနဲ့အင်စတောမန့်နဲ့ပေးချင်တဲ့အတွက်ကြောင့်မလို့ယူနိုက်တက်ဘက်ကတော့ခုနကပြောသူပဲလက်ရှိစာချုပ်ဖြတ်သိမ်းကြီးတဲ့ဒါကျွန်တော် ို့ပတ်စံပို့ပေးရမှာတော့ပေါ့ဒါကိုသာ who အသင်းလက်ခံခဲ့မယ်ဆိုရင်တော့ Manchester United အသင်းရဲ့ပထမဆုံးခေါ်ယူမှုက Matthews corner ဖြစ်လာဖို့ရှိသွားပြီဆိုပြီးလက်ရှိမှာ Fabio Romano ကတင်ထားတယ် Fabio Romano နဲ့အခုလက်ရှိမှာဒါ Manchester United အသင်းနဲ့ဒါ Matthews corner ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့အပေါင်းလက္ခဏာဆောင်ပဲလို့လုံးဝတရားရဂိုင်းတို့ယုံကြည်ထားတယ်တခြားသောအသင်းတွေအနေနဲ့ Matthews corner ကိုပုတ်ကိုရရဒါမဆွဲဆောင်နိုင်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ Manchester United အသင်းကဒါ Matthews corner ရဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့မှာဒါကျွန်တော်တို့နိုင်သွားနိုင်နေဆိုပြီးရေးသားကြိုက်တွေ ပြီးတော့ဒါခုနမန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေလည်းဒါမက်သျူးစ်ခွန်နာနဲ့ပတ်သက်ပြီးတော့ဒါအပေါင်းလက္ခဏာစောင့်နေတာလို့ခန်းစားရပြီးတော့မက်သျူးစ်ခွန်နာကမကြခင်မှာမန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာနိုင်တယ်ဆိုပြီးတော့ဖာဘီယိုရိုမာနိုကိုဒေးဗစ်အော့စတင်ကိုကွန်ဖာမ်လုပ်တယ်အဲ့တော့မကြခင်မှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပထမအဆုံး EAW ကိုကိုကျွန်တော်တွေ့မြင်ရတော့မှလားဆိုတဲ့ချက်တော့စောင့်ကြည့်ရပါမယ်ဒါပေမဲ့ဖာဘီယိုရိုမာကိုကိုရန်ကတရားဝင်ပြောထားပုံရဆိုကျွန်တော်တို့ဒါမကြခင်မှာဖာဘီယိုရိုမာနိုရဲ့ Here we go go Matthew's corner အပေါ်မှာအစတင်ပြီးတော့မြင်ရဖို့အတွက်ဒါကျွန်တော်တို့အမ်တိ ကြာတော့နေနေရှိသွားပြီဆိုတဲ့ပုံစံမျိုးတွေ့ရမယ်။အဲ့တော့ Matthew Corner ကို Manchester United အသင်းရဲ့အင်ဂျီနဲ့မကြခင်မှာတွေ့ရဖြစ်တယ်။ဒါပေမဲ့ United ပြည်သက်တွေအတွက်ဒါလူမှုဆိုဆီလောက်တာကပျော်မှုတော့ကောင်းတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမှာဒါ pre-season မှာဒါမလေးရှားမှာကြီးမဲ့ညီကိုတွေကဟောင်ကောင်မှာကြီးမဲ့ညီကိုတွေက Matthew Corner သာပါလာမယ်ဆိုတော့ပြည်သက်တွေအတွက်ကတကယ်ကိုဝမ်းသာစရာဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါပါတယ်။အဲ့တော့ Manchester United ရဲ့သတင်းကောင်ဒီမာဒီရက်နေတာမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့ဒါကျွန်တော် Fabrizio Romano တင်ထားတဲ့၄နိုင်လောက်က Fabrizio Romano ရဲ့ exclusive မှာတော့ကျွန်တော်ကျွန်တော်ရဲ့ exclusive မ ို့ဒါဒီညမှာတို့ဆိုတော့မြတ်မားရှယ်ဒါ exclusive ဆို Fabio Romano ရဲ့ exclusive ဖြစ်တယ်ကျွန်တော်တို့ကဒါသူ့ရဲ့ရေးတင်တဲ့သတင်းကိုကျွန်တော်ပြန်ပြောရင်ကျွန်တော်တို့က exclusive မဟုတ်တော့ဒါ exclusive ဆိုတော့သူကိုယ်တိုင်လိုက်ထားတဲ့သတင်းမလို့သူက exclusive လို့ရေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတဆင့်ပြန်လဲပြောတဲ့လူက exclusive တော့ဝင်နေနေတော့ကျွန်တော်တော့နိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတဆင့်ပြန်ပြောကျွန်တော်တို့က exclusive မဟုတ်လေသူများလိုက်ထားတဲ့သတင်းကိုကျွန်တော်တို့ကပြန်ပြောရတဲ့ရောက်တာဟာ exclusive မဟုတ်တော့ဒါပါ လက်ရှိမှာဒါ Fabio Romano ရဲ့ exclusive မှာ Manchester United ပြည်သက်တွေတိတ်ပြီးကောင်းလို့တဲ့တရေတခုဖြစ်တယ်။အဲဒီမှာဒါကျွန်တော်ဒါဒီနေ့မှာ တင်တော့ကျွန်တော်ဒီနေ့မှသူ့ကျွန်တော် father ကြီးမွေးနေပေါ့နော်ကျွန်တော် father ကြီးမွေးနေမှာသူ့တွေ့တာတကယ်ကသူအာမက်တီယာလို့တအားသဘောကြတာဗျာသူကဘူနိုဖာနန်ဒက်ထက်တော့မှသူအာမက်တီငါချာတိတ်လီငါတော့သူအာမက်တီယာသူကနာမည်အပြည့်အစုံသူမသိဘူးအာမက်လောက်ပဲသိတာသူအနေနဲ့သူငါချာတိတ်လီငါချာတိတ်လီလို့ပဲသူသိတာလားအရင်ကသူသဘောကြအဲ့တော့လက်ရှိမှာအာမက်တီယာလူနဲ့ပတ်သက်ပြီးတော့ဒါ Manchester United အသင်းနေတဲ့တင်းငောင်းတစ်ခုကိုပြောရမယ်ဆိုရင်တော့အာမက်တီယာလူကလာမက်ဒါကျွန်တော်တို့ အပတ်မှာ Manchester United အသင်းနဲ့ training ပြန်ဆင်းတော့မှာဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano ကသူ့ရဲ့ exclusive breaking news မှာတင်ဆက်လာတာကိုတွေ့ရမယ်တော့ပါတယ်အဲ့တော့လက်ရှိမှာကြားခဲ့ရတဲ့သတင်းတွေရတာကျွန်တော် Manchester United နဲ့ဒီနေ့ရာသီကိုပြီးဆုံးသွားပြီဆိုတဲ့သတင်းတွေထွက်ခဲ့ပေမဲ့ဒါကျွန်တော် San Jinting ဒါကျွန်တော်တို့လည်း he is recovering record time เนาะဒါအာမက်ဒီယာလိုနေနဲ့အသင်းနဲ့ဒါကျွန်တော်တို့မကြခင်မှာပြန်ပူးပေါင်းလာနိုင်မယ်ဆိုတာကဒါကျွန်တော်တို့လုံးဝဟိုဒဏ်ရာကိုဒါကျွန်တော်တို့ ဟို record time ပေါ့နော်စံချိန်လေးအချိန်အတွင်းမှာပြန်လာနိုင်တယ်လို့ပဲပြောရမယ်တဲ့မှာပါအဲ့တော့လက်ရှိမှာဒါပရိသတ်တွေအနေနဲ့ဒါကျွန်တော်တို့ Manchester United ပရိသတ်တွေနဲ့ဒါလာမဲ့ Premier League ပွဲစဉ်တော့ဒါဘုံမောင်းတဲ့ပွဲစဉ်တော့လုံးဝမမီဘူးသိကြတယ်အဲ့တော့အကယ်၍အာမက်ဒီယာလို့ပြန်လာမယ်ဆိုရင်လုံးဝ safety reason ရ Manchester United အသင်းနဲ့ Bilbao တို့ရဲ့ဒုတိယအကြော့လောက်မှာအာမက်ဒီယာလို့တယောက်ပြန်လာနိုင်မယ်ဆိုပြီးတော့ဒါထင်ကြီးပြီးတာအဲ့တော့လက်ရှိမှာလာမဲ့အပတ်မှာတော့ဒါကျွန်တော်တို့ အာမက်ဒီယယ်နဲ့ training ပြန်ဆင်းပြီး training ဆိုဘုံမောင်းနဲ့ပွဲစဉ်ကလွဲပြီး100%တည်ကြတော့ဆိုတော့ဒီနေ့ပဲတောက်ကြနေဖြစ်ဘုံမောင်းနဲ့ပွဲအဲ့တော့လာမက်လာမက်ပတ် training ပြန်ဆင်းပြီးဆိုလာမက်ပတ်ရတာကျွန်တော်တို့ Manchester United away win ဘီဘောင်နဲ့ပွဲစဉ်တော့လွဲမယ်ဒါပေမဲ့အိမ်ကွင်းနဲ့ပွဲစဉ်မှာအာမက်ဒီယယ်လာဖို့အတွက်ရာဂိုင်းလုံးတွေပြန်ပြီးများတော့အဲ့တော့အာမက်ဒီယယ်အနေနဲ့ Manchester United အသင်းကိုယာသီမကုံငင်မှဒီကစားသမားလည်းပြန်လဲပြီးဆော်ပြီးနေတာဖြစ်တယ်အဲ့တော့ဘီဘောင်နဲ့ဒါကျွန်တော်ထင်တယ်ဒုတိယနောက်ဆုံးပြဟိုအရန် safety ရဒုတိယကြောင့်ပြန်မလာနိုင်ဘူးဆိုရင်တော့ဘီဘောင်နဲ့ပွဲစဉ်အပီတ ကျွန်တော်ဘီဘာကို final မှာဒါကျွန်တော်တို့ဟိုဘက်ကတက်လာမယ်စပါပဲဖြစ်ဖြစ်ဘိုဒိုးန်ဂလင်းနဲ့ပဲဖြစ်ဖြစ်ပွဲစဉ်မှာအာမက်ဒီယာလူတယောက်ပြန်လာနိုင်ဖို့အတွက်ဒါတက်ပြီးထားချင်းပြန်ရတယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းအတွက်ကဒီရက်သက်တဲ့ဘက်ကလုံးဝ positive news နေဒါလုံးဝကိုသတင်းကောင်းတွေကြီးပဲလို့ပြောလို့ရမယ့်အခြေအနေတစ်ခုကို Manchester United အသင်းကနေပြီးတော့ ဖော်ဆောင်နေတာဖြစ်တယ်အဲ့တော့ Manchester United အသင်းနဲ့ဒါကျွန်တော်အာမက်ဒီယာကိုလို့အာမက်ဒီယာလိုကိုလည်းလာမယ့်ရသက်တပတ်အတွင်းပြန်ရတော့မှာဖြစ်တော်ကြောင့်မို့ဒီ right wing right wing back နေရာမှာတော်တော်လေးကိုဒါစိတ်ချမိလာမှာရှိတယ်အဲ့တော့အာမက်ဒီယာလိုကလက်ရှိမှာဒါ Manchester United အသင်းတော်ဘလောက်အရေးပါလဲဆိုတော့ကျွန်တော်အနေနဲ့အသိပြီးတော့ရှင်းပြစရာမလိုဘူးလို့ပဲပြောပြစေအဲ့တော့အာမက်ဒီယာလိုကဒါအကျိုးဆုံးပြောမယ်ဆိုတော့လာမယ့်အပတ်မှာဒါကျွန်တော်တို့ training ပြန်ဆင်းမယ် training ပြန်ဆင်းပြီးတော့ကျွန်တော်တို့ Manchester United တင်တာ Bilbao နဲ့ဒုတိယအကြော့လောက်မှာပြန်ပါဝင်လာနိုင်ဖို့အတွက်မျှော်လင့်နေအကယ်၍အဲ့ဒါမှမမီဘူးဆိုရင်တော့ကျွန်တော်တို့အကယ်၍ Manchester United တင်တာ final ကိုတလှမ်းနိုင်လို့ရှိရင်တော့ Ahmed Diallo နေနဲ့ဒါကျွန်တော်တို့ Europa League final မှာပြန်လည်ပြီးတော့ဝင်ကစားပေးနိုင်ဖို့အကောင်းဆုံးကြိုးစားသွားမယ်လို့လည်းကြည်သာတယ်မှာအဲ့တော့ Manchester United အသင်းအတွက်ပြည်သက်တွေအတွက်ဒီနေ့မနက်ခင်းကတော့သတင်းကောင်းများစွာနဲ့ပြည်နယ်နဲ့သတင်းမဖြစ်အဲ့တော့လက်ရှိမှာဒါ Manchester United သတင်းတစ်ခုကိုအကြိုပြီးပြောမှာဆိုလက်ရှိမှာ Manchester United အသင်းနေ မကြခင်မှာ Matthews corner နဲ့ပတ်သက်ပြီး Manchester United အသင်းကတော့ here we go တော့မှာဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်တို့ Fabio Romano ကအတည်ပြုထားတာတွေ့ရမယ်။ Fabio Romano ရဲ့ exclusive နောက်တစ်ခုမှာပဲ Manchester United right wing right wing back ကစားသမားလို့လည်းလုပ်လို့ရတယ်ဒါကျွန်တော် Ahmed Diallo နေနဲ့အသင်းနဲ့လာမယ့်ဘက်မှာ training ပြန်ဆင်းတော့မှာဖြစ်ပြီးဒါမကြခင်မှာပထမအသင်းနဲ့တူပြန်လည်ပြီးတော့ပူးပေါင်းနိုင်တော့မှာဖြစ်တယ်ဆိုတော့တင်ကောင်းကိုလည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာ ကျင်းလူစံပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလေး youth sport media 3.0နဲ့ db for you တွေ link တွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်ပြဿနာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်ဗျမြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုးတူပါဗျကောင်းမွန်သောနေ့နေ့ဖြစ်ပါစုစုမောင်းကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမောင်းကောင်းတောင်းပေးနေပဲ 地方个。